စိတ်ဓာတ်မြင်မာတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တရိษံတွေရဲ့သဘောဝမျိုးတွေကိုလည်းလူတွေရဲ့အထက်မှာသွားတွေ့နေရတယ်ပေါ့နော်ဒူဒူနိုင်ကျင့်နေဆိုတာတရိษံတွေရဲ့သဘောဝတစ်ခုအဲ့ဒီတရိษံတွေရဲ့သဘောဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေတွေ့နေရတော့ တကယ်လူသားစိတ်မှန်ပြီးတော့လူစိတ်တတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအာရှိအာမဲ့အာရှိတဲ့ပုဂ္ဂိုလ်ဟာအာမဲ့တဲ့ပုဂ္ဂိုလ်အနိုင်ကျင့်ကြပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်ပညာတတ်တဲ့ပုဂ္ဂိုလ်ဟာမတတ်တဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုအနိုင်ကျင့်တယ်လို့ဆိုတယ် လူလောကမှာမမြတ်တာတဲ့လောရတေဟာလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတဲ့